ဲမင်္ဂလာပါရေဘော်ကြီးဒီ channel ကနေပြန်လည်ကြိုဆိုပါရယ်ဒီနေ့က73ရက်7လ25ပေါ့เนาะအဲ့တော့ကျွန်တော်ဒီနေ့ပြောမယ့်အကြောင်းအရာကဟိုတနေ့ကကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ပြောထားတဲ့ဆရာကြီးအောင်တဲ့ပေါ့เนาะဆရာကြီးအောင်တဲ့အလုပ်ပြုတ်တဲ့အကြောင်းအဲ့ဒါလေးပြောမှာပါအဲ့တော့ဆရာကြီးအောင်တဲ့ဘာကြောင့်အလုပ်ပြုတ်တယ်လဲပေါ့เนาะဒါလေးနဲ့ဆက်ဆက်ပြီးတော့မှာကျွန်တော်တို့ဒီနေ့မြန်မာလူမှုတိုင်းဝိုင်းနောက်တစ်ခါ မရောက်နိုင်စစ်တပ်ထဲကသူတွေနဲ့ဆက်ဆက်ပြီးတော့မှကျွန်တော်ဒီနေ့ပြောသွားဖို့ရှိပါတယ်။အာဆရာကြီးအောင်တင်အလုပ်ပြုတ်တဲ့အကြောင်းကိုမပြောခင်ဆရာကြီးအောင်တင်ရဲ့ဘိုင်ယိုလေးပေါ့နော်နည်းနည်းလေးပြောမယ်။ဆရာကြီးအောင်တင်က1928ခုနှစ်မှာမွေးပါတယ်။2014ခုနှစ်2014ခုနှစ်မှာကွယ်လွန်နေပေါ့နော်။သူကရန်ကုန်တပ်တော်မော်လမြိုင် ေဂရီကောလိပ်နဲ့ပြင်းဦးနဲ့စစ်တပ်ကတူနော်စစ်တပ်ကတူမှာတပ်ကတူဆေးရတဦးဖြစ်တယ်တာဝန်ထမ်းဆောင်ခဲ့တဲ့သူဖြစ်တယ်အဲ့တော့1949ခုနှစ်မှာသူဖခင်အားရှိရဲဘော်ဖြူကဖမ်းတာပေါ့နော်တခင်တန်းထုံးရဲဘော်ဖြူဆိုတာတခင်တန်းထုံးတို့တခင်တိတ်ဖေတို့ဦးဆောင်တဲ့ဗမာပြည်ကွန်ပျူနစ်ပါတီအလံဖြူပေါ့ဗျာတခင်စိုးကအလံနီလားမသိနော်အဲ့တော့အဲ့မှာ ထောင်ကြရဲမကွေးထောင်တောင်တွင်းကြီးထောင်ပြည်ထောင်တရက်ထောင်အဲ့လိုထောင်တွေမှာနေခဲ့ရတာပေါ့နော်အဲ့တော့နိုဘာလာမှာတရက်ထောင်ကိုဖောက်ပြီးတော့မှထွက်ပြေးလွတ်မြောက်ခဲ့ရပေါ့နော်ထောင်ဖောက်ခဲ့တာနော်ဆရာဆရာကြီးအောင်းတင်ရနော်လူကတော့တည်တည်လေးတတိယတော့မခေဘူးပြန်နော်အဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့လေဒီရှူမောကမဂဇင်းတို့ဘာလို့မှာတရက်ထောင်ဖောက်ခဲ့စဉ်ကကိုရီဆောင်းပွားတို့ကဒါရီရေးသားခဲ့ရပေါ့နော်အဲ့ဒီနေ့ကျွန်တော်စတင်တာကတော့တရက်ထောင်ဖောက်ခဲ့စဉ်ကကိုရီဆောင်းပွားတွေကစကလုံးနေ တချို့เนี่ยကျွန်တော်စာချင်ပါတယ်အော်ဆိုင်အောင်တင်ဟာသူကိုယ်တိုင်ဒီတရက်ထောင်ဖောက်ခဲ့စဉ်ကရေးသားခဲ့တဲ့စာမှုထဲမှာလူသားတွေရဲ့ကြောက်ရွံ့မှုနဲ့တတ္တိတွေကိုသူခွဲခြားပြခဲ့တယ်ပေါ့เนาะအဲ့မှာအချက်၃ချက်ပေါ့တရေဘောကြောင့်သူတို့ဒီတဲ့အခင်းမကြုံမီကပဲကြောက်နေတတ်ဤတရေဘောမကြောင့်သူတို့ဒီအခင်းကြုံနေခြင်းမှာကြောက်နေတတ်ဤ တတိကောင်းသူတို့သည် အခင်းကိုလွန်လာပြီးမှ ပြန်တွေးပြီးကြောက်တတ်လေ၏ဒီသုံးချက်ပေါ့ဒါတွေကဒီသုံးချက်ကကျွန်တော်တို့ဘဝထဲမှာအသုံးချမယ်အရာတွေတွေ့တွေ့ရတယ်ပေါ့နော်အော်ဒီစကားကကျွန်တော်တို့ဘဝကိုပြန်ကြည့်ဖို့ကိုကိုကိုမေးခွန်းထုတ်ဖို့ဆရာကြီးကဒါတိုက်တွန်းထားတာပေါ့နော်။မသွေးကောင်းဆိုတာလုံးဝမကြောက်တတ်တဲ့သူမဟုတ်ပါဘူးနော်။ကြောက်တတ်ပါတယ်။အရေးကြီးတာကဘယ်လိုအချိန်မှာဘာကိုရင်ဆိုင်နေရတယ်လဲဆိုတဲ့တတိအဆက်အမှန်ပေါ်ဖို့ ဆရာကြီးကပြောနေတာပေါ့နော်ဒီကနေ့ကျွန်တော်တို့ကဆရာကြီးအောင်သိန်းရဲ့တတိအစစ်မှန်ကိုဖော်ပြခဲ့တဲ့နော်သူ့ရဲ့အချစ်ဆုံးနော်သူ့အမျက်နှိုးဆုံးသူ့ရဲ့ချစ်သူလေးပေါ့ဗျာနော်သူယူးယူးရရချစ်ရတဲ့ချစ်သူလေးအဲ့ချစ်သူလေးနဲ့လမ်းခွဲရတဲ့ဘဝအကြောင်းပေါ့နော်အဲ့တော့သူ့ချစ်သူလေးကဘာလဲဆိုတော့တက္ကသိုလ်ဆရာဘဝနော်အဲ့ဒီဘဝကနေသူသွားကြအောင်အလုပ်ပြုတ်ခဲ့ရတယ်လေဆိုတော့ဖြစ်ရဲ့အကြောင်းပါ ဘဝကိုကိုယ့်ရဲ့ကိုပိုင်ဆိုင်တဲ့ဘဝကိုကျွန်ပြုတ်ခွင့်မရှိဘူးဆိုတဲ့လေးနဲ့တဲ့သင်ခန်းစာတွေကိုတော့တွေ့ရတယ်ပေါ့နော်အဲ့တော့စင်မှန်တဲ့တတိဆိုတာကအရေးမကြုံနေမှာကြောက်နေရတာလားအရေးကြုံနေတော့မှာကြောက်နေရတာလားဒါမှမဟုတ်ဒီအရေးပြီးတော့မှကြောက်ရတာလားဆိုတဲ့ဒီမေးခွန်းနဲ့အတူကျွန်တော်တို့ဒီနေ့ဒီအစီအစဉ်မှာနှိုက်ထုတ်ပြီးတော့မှအတူတူတွေးတောကြည့်တာပေါ့ ဆရာကြီးအောင်သိန်းရဲ့တာဖြစ်သူကိုအောင်မြိုင်သိန်းရေးသားခဲ့တဲ့အတိုင်းဆိုလို့ရှိရင်1988ခုနှစ်ညတညမှာပေါ့နော်ဆရာကြီးအောင်သိန်းဟာရက်တွေအလွန်ကြာတောက်ပြီးတော့မှမူးနေတဲ့အခြေအနေနဲ့အိမ်မျိုးအိမ်ကိုပြန်ရောက်လာခဲ့တယ်ပေါ့နော်အဲ့ဒီမှာဇနီးဖြစ်သူဒေါ်တင်ချိုင်ကိုမြင်ရတဲ့အခါသူကတွတ်တွတ်ပြောတယ်သူပြောတဲ့စကားမတင်ချိုင်ရင်ကျုပ်တို့အလုပ်ပြုတ်ခဲ့ပြီမတင်ချိုင်ရင်ကျုပ်တို့အလုပ်ပြုတ်ခဲ့ပြီမတင်ချိုင်ရင်ဆိုပြီးတော့မှအဲ့မှာချုံဖွဲ့ချငိုတယ်တဲ့နော် အဲ့တော့ဒီလိုယောက်ျားကြီးအရင်မာကြီးတယောက်ရှိုက်ကြီးတငယ်ရှုံးခွက်ချငိုတာဟာပြောလို့ရှိရင်သူ့ကိုမိခိုနေတဲ့အောက်မှာကလေး၃ယောက်ရှိတယ်။ကလေး၃ယောက်အတွက်ဒါသူ့အတွက်တော့တကယ်ကိုနော်ကဘာပြတ်တယ်လို့ပဲတွတ်တွတ်ခေါအောင်နော်။နောက်သူချစ်တယ်သူ့အလုပ်နော်တက်ကတူဆရာဘွားသူအရန်ချစ်တယ်သူ့အလုပ်ဒါတွေကိုသူစွန့်လွတ်ခဲ့ရတယ်။နော်ဒီကလေး၃ယောက်အတွက်စိုးရင်တော့ကြီးမခဲ့ရတယ်ပေါ့နော်။ တောင်ကဆောင်မှာဆရာကြီးအောင်သိန်းရဲ့အခန်းအကြောင်းသားတွေတယုံယုံနဲ့အမြဲတမ်းရှိနေတဲ့အခန်းလို့ပြောကြတယ်။ဟုတ်တယ်ဆရာကြီးကသူ့အကြောင်းသားတွေနဲ့လည်းတကယ်ချင်းလို့ပဲသူကပေါင်းတယ်။သူနဲ့အနီးကနေခဲ့ဘူးတဲ့တပီးတိုင်းလို့လို့ပေါ့နော်။သိတယ်။သူစာသင်တဲ့အခန်းတိုင်းနဲ့အကြောင်းသားတွေကအမြဲတမ်းပြည့်တယ်။သူကစိတ်ဝင်စားအောင်စာသင်တတ်တယ်။နော်။သူကမြန်မာစာအဓိကနဲ့ဆရာကြီးအကြောင်းပြတာပေါ့နော်။အဲတော့အကြောင်းသားတွေကလည်းဆရာကြီးကိုအယမ်းချစ်ကြတယ်။ဒါကြောင့် จันเนี่ยดีป่ะเนาะเอ่อนกขอไก่บัดจันเนี่ยเสียริก็เสียริด้วยป่ะเนาะฮันเตอร์ก็ดีโหลမျိုးจ้องตาริเนี่ยเสียริเนี่ยดีโหลตะยงยงขึ้นนี่ชิงฮะจันเนี่ยตัวริตลอดตลอดเลี้ยงโหญ่มงจู้เสียผิดเข่าป่ะเนาะตัวก็တော့หลุไรโหตู้ใส่โหลไปทบทาပြီးတော့มาตูดีเคสริตีกันไม่ရှိอูป่ะเนาะไอ้ด้วยจ้องเนี่ยตูอัจฉิงๆทุกข์ยောက်กว่าเลยตัวก็ซ้องตาตัวอ๋อ ဘာကူမှသူမှတ်မိရမရှိဘူးပေါ့နော်သူ့ကိုအနိုင်ကျင့်သွားတယ်ဆိုတော့လူတိုင်းကိုသူ့လိုရိုးသားတယ်လို့ပဲဆရာကြီးကထင်လိရှိတယ်ပေါ့နော်အဲသူ့တပည့်တွေရဲ့အလိန်ကိုလည်းအကျဉ်းချင်းခံရပါတယ်တဲ့နော်ဒါကဆရာကြီးရဲ့သားပြောထားတာပေါ့နော်အဲ့တော့သူကသူ့ရဲ့တပည့်ចောင်းသားတွေကိုတိတ်ကိုသူကထွန်းပေါက်စီခြင်းနဲ့ဆန္ဒရှိတယ်အဲ့ဒါသူ့ရဲ့စိတ်ရင်းအမှန်အဲ့ဒီစိတ်ရင်းအမှန်ကဘာနဲ့တည်ပြလဲဆိုတော့သူရေးခဲ့တဲ့စာအုပ်တွေကကျွန်တော်တို့မျိုးဆက်တဲ့ တုတ်တက်ရစ်ဖို့လို့เนาะနောက်အနာဂတ်ကိုမကြောက်နှင်းတို့နောက်တစ်ခါမျိုးဆက်တဲ့အတွက်ခံဝင်မိတ်ဆက်တို့ဒီလိုအနာဂတ်မျိုးဆက်အတွက်အလွန်တန်ဖိုးရှိတဲ့စာအုပ်တွေကိုသူကရေးသားခဲ့တယ်ဒါကိုကြည့်ချင်းအပြင်တိုင်းပြည်အတွက်အနာဂတ်မျိုးဆက်တွေဟာဘယ်လောက်ထိအရေးကြီးသလဲဆိုတာဆရာကြီးကနားလည်ထားတယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်ပေါ့เนาะနောက်ပြီးကလေးတွေကသူ့ကိုပေါ့နော်တယောက်ယောက်ကလေးတယောက်ကသူ့ကိုမေးခွန်းလာမေးမယ်အဲ့လိုမေးခွန်းတွေပါရင်မေးတဲ့အချိန်မှာ तू ကလေးလေးစားစား အယုံဆိုင်နားထောင်ပြီးပေါ်မှာဒီကလေးကစိတ်ကျေနပ်စရာဖြစ်လောက်မဲ့အဖြေပေါ့နော်ကလေးအတွက်စိတ်ကျေနပ်စရာဖြစ်လောက်မဲ့အဖြေကိုသူအများအားပေးလေးရှိတယ်တဲ့မသိခဲ့ရင်တော့မှသူကဖြစ်နိုင်ချေပေါ့နော်ဖြစ်နိုင်ချေရှိတာမရှိတာဒါကိုအကျိုးသိအကြောင်းသိသူကပြန်ပြီးတော့မှရှင်းပြပေးတတ်ပါတယ်တဲ့နော်အဲ့တော့ဆရာကြီးဟာအဲမျိုးဆက်သစ်တွေပေါ်မှာအဲ့လိုတံပိုးထားတဲ့ဆရာကြီးတယောက်ပေါ့နော်ဒါဟာပါလဲဆိုတော့ဆရာအောင်သိမယ်ဆရာအောင်သိနေ တွဲမြင်တာဘာလဲဆိုတော့ user edit တွေကိုအနာဂတ်လူငယ်တွေကိုတန်ဖိုးထားခြင်းနဲ့အမြဲတမ်းတွဲမြင်လို့ရတယ်။သူ့ရဲ့စာအုပ်တွေတော်တော်များများဟာအနာဂတ်လူငယ်တွေအတွက်များတယ်။အဲ့တော့ဆရာကြီးအလုပ်ပြုတ်စီမဲ့ဇလန်းကတော့နိုင်ငံကစာဆောင်ကစတယ်လို့ပဲပြောရမှာပေါ့နော်။အဲ့တော့မြန်မာစာကျောင်းသားတွေရဲ့နိုင်ငံကစာဆောင်ကိုသူကအောင်မြင်စေခြင်းနဲ့ကျောင်းသားတွေကိုအောင်မြင်စေခြင်းနဲ့ပြတော့ဘယ်လိုအောင်မြင်မှုမျိုးပဲဖြစ်ဖြစ်သူအောင်မြင်စေခြင်းနဲ့အဲ့အတွက်သူကပံ့ပိုးပေးဖို့အမြဲတမ်းအစဉ်အသင့်ရှိနေတဲ့ရှာကောင်းတဲ့ရောက်ပေါ့နော်။ တော့အဲ့နိုင်ငံကစာဆောင်ကိစ္စမှာသူကိုယ်တိုင်ဦးစီးပြီးတော့မှလုပ်တယ်လို့သိရတယ်အဲ့တော့ကလေးတွေပြီးတဲ့ကြပြားတွေစာတူအပိုင်းစာလေးတွေဓာတ်တွေကိုသူကသူကိုယ်တိုင်ဦးစီးပြီးတယ်တိဖြတ်ပြီးတယ်အဲ့လိုပေါ့အရန်အထုတ်ပြီးခဲ့တယ်လို့လည်းသိရတယ်ပေါ့နော်နောက်ဆရာကြီးမှာနောက်ထပ်ပညာရတစ်ခုပါကိုတိုင်းလည်းသူကပကြီဆွဲတတ်တယ်ပကြီကောင်းကောင်းဆွဲတတ်တယ်အဲ့တော့ကလေးတွေကဒီကျွန်တော်နိုင်ငံကစာဆောင်မှာအယုတ်တွေပါပါတာဘူးเนาะအဲ့တော့ကလေးတွေလိုတဲ့အယုတ်ပုံတွေမဆွဲတတ်တဲ့ယုတ်ပုံတွေသူကကိုတိုင်းဝင်ဆွဲပေးတယ် အဲ့ကလေးတွေမှာ idea ရှိရဲ့ဆရာကြီးကအဲ့ idea ကိုသူအကောင့်ထဲပို့ပေးတယ်ပေါ့အာဒီ idea လေဒီပုံစံဒီပုံစံဆရာကြီးကျွန်တော်လုပ်ချင်တယ်ဆိုလို့ရှိရင်သူကအဲ့ပုံစံအာသူကိုယ်တိုင်ဆွဲပေးတာအဲ့လိုမျိုးအပင်ပန်းခံပြီးတော့လုပ်ပေးတဲ့ဆရာကြီးပေါ့နော်အဲ့ဒီမှာနိုင်ငံစာဆောင်လေးပြပြီပြတဲ့အချိန်မှာဟာအကြောင်းသားအကြောင်းသူတဝုန်းနေပေါ့ဗျာအောင်မြင်ဆုံးနိုင်ငံစာဆောင်ကြီးဖြစ်သွားတာပေါ့နော်အာအကုန်လုံးကသဘောကျကြတာပေါ့ဗျာနော်ဒါပေမဲ့နိုင်ငံစာဆောင်မဖွင့်ခင်ကလေးတစ်ယောက်က ဆရာကြီးတဲ့ဆရာတဲ့ကျွန်တော်ဖားပုံမဆွဲတယ်လို့ဆွဲပေးပါဆိုပြီးတော့မှဆရာကြီးရဲ့အခန်းထဲထိလာပြီးအကူကြီးတောင်းတယ်တဲ့အဲ့မှာဆရာကြီးကဖားပုံလေးတပုံဆွဲပေးလိုက်တယ်ဖားပုံလေးတပုံဆွဲပေးလိုက်တော့အဲ့မှာဆေးယူလာတဲ့အချိန်မှာဆေးအနက်တစ်ဆက်ပေါ့နော်ဆေးအနက်တစ်ဆက်ကအဲ့ဖားပုံလေးရဲ့ဘေးမှာကျသွားတယ်အဲ့မှာဆရာကြီးအဲ့ဘာပုံကိုဆွဲပြီးတဲ့အချိန်မှာအဲ့ကျောင်းသားလေးကိုပြောလိုက်တယ်ဒီဆေးဆက်ကလေးပြတ်လိုက်အောင်လို့သူကဆရာကြီးကမှားလိုက်တယ်တေချာမှားလိုက်တယ် မလိုက်တော့အဲ့ကြောင်းသားရတယ်ဟုတ်ကဲ့ပါဆရာဆိုပြီးပြောရတယ်ပြီးဆိုလဲပေါ့ဗျာပြောသွားပြီးတော့မှအချိန်မရလို့လာလဲအချိန်မရတာလဲဖြစ်ချင်းဖြစ်ကောင်းဖြစ်မယ်အပေါ်တာလဲဖြစ်ကောင်းဖြစ်မယ်ပေါ့အဲ့မှာအဲ့ဒီစီဇန်အနက်ကိုမဖြတ်ဘဲနဲ့နိုင်ရမှာဒီတိုင်းကပ်လိုက်အဲ့ဒါပြင်မှုလေအဲ့ဆရာကြီးအလုပ်ပြုတ်စီတယ်ပြင်မှုဗျာနော်ဟာဘလို့ဘာဘာဖြစ်လို့ဒါပြင်မှုဖြစ်ရမှာလဲပေါ့နော်ငါလည်းပြင်မှုပဲနော်ဘာလဲဆိုအာနာရှင်တက်ထောက်ဘူးဗျာနော် အဲ့ဒီပြစ်မှုကတော့သူတို့ရဲ့အတိတ်ဖက်ဖွင့်ဆိုချက်ကဆာကြီးအောင်တင်းဟာမြန်မာနိုင်ငံကြီးအမောင်ကျနေပြီဆိုပြီးတော့မှနမိတ်ဖတ်ခဲ့တာမဟုတ်လားဆိုတဲ့ပြစ်မှုတစ်ခုဖြစ်သွားတာဒီစင်းစဲအနက်တစ်ခုကမြန်မာနိုင်ငံကြီးအမောင်ကျနေပြီဆိုတဲ့အတိတ်ပဲတဲ့သူတို့ကအတိတ်ပဲဖွင့်တာအာသာရှင်ကအဲ့လိုအတိတ်ပဲဖွင့်ပြစ်မှုကတမှုလည်းမဟုတ်နှမှုရှိတယ်ဒါတမှုနောက်တမှုနောက်တမှုကတော့အဲ့ဒီကလေးတွေရေးထားတဲ့ကြပြတပုတ်ပေါ့နော် ကြပြတဲ့ဘုတ်ရဲ့ရှည်ဆုံးစလုံးတွေကိုပဲထုတ်ပြီးတော့မှဖတ်နိုင်မယ်ဆိုလို့ရှင်ခုနှစ်ရက်ဇူလိုင်နဲ့အဲ့လိုဖြစ်နေတယ်7ဇူလိုင်ပေါ့ကျောင်းသားကြီးတော့အဲ့တော့ဒါတွေအပြစ်မှုပေါ့ဗျာအဲ့တော့ဒီအပြစ်ပြက်တွေကိုအစောကတည်းကဆရာကြီးရဲ့ကျောင်းသားတွေနဲ့เนาะအပြန်အလှန်ချင်းချင်းလေးစားမှုရှိရအောင်မနာလိုဝင်တူတဲ့အခုခေတ်စကားနဲ့ပြောမယ်ဆိုရင်တော့ဘောမဆရာတွေပေါ့เนาะ ဘောမဆရာတွေကအချင်းချင်းဝိုင်းပြီးတော့မှအထက်ကိုတင်ပြအောင်အဲ့လိုတင်ပြတဲ့အခါမှာဒီကိစ္စအတွက်အထူးစုံစမ်းစစ်ဆေးဖို့ဆိုပြီးအထူးစုံစမ်းစစ်ဆေးဖို့နော်ဖားပုံပေးပါအနဲ့ရောင်မင်းဆက်တစ်ဆက်ကြပြတဘုတ်ရဲ့ရှေ့ဆုံးစာလုံးနေသည်9ရက်ဇူလိုင်ဖြစ်နေတဲ့ကိစ္စဒီကိစ္စကိုအထူးစုံစမ်းစစ်ဆေးဖို့တဲ့ အဓုလာစစ်လေဆိုတော့ပညာရေးဒုဝင်ကြီးကိုလည်းခေါ်ဆက်တာဗျာဆရာကြီးကိုနင်းနေရတော့မဟုတ်တော့ဒါအသက်သက်ရွယ်ချက်ရှိရှိလုပ်တာနော်မြန်မာနိုင်ငံကြီးအမောင်ကြတကယ်လဲကြာနေတာပဲလေဗျာလူကတော့အနာရှိမှဆက်တာဟုတ်ဗျာအနာဘလောက်ရှိရှိအဲ့အနာပေါ်အနာအနာမရှိလို့ရှင်အဲ့အသားပေါ်ကိုစားဘလောက်ပတ်ပတ်မဆက်ဘူးလေသူကအနာရှိနေတာကိုသူတကယ်လောက်ထားတာကိုအာနာရှင်က သူတကယ်လောက်ထားတဲ့ခါကျတွေးမိတွေးရတွေးပြီးသူကကြောက်နေတာသူကအာနာရှင်ဆိုတဲ့သဘောအဲ့လိုပဲကြောက်နေတာဘာမှမဟုတ်တဲ့စကလုံးလေးတစ်လုံးကိုကြောက်တယ်အဲ့ဒီကြောက်တရားကအခုအထူးဆောင်ဆန်းစစ်ဆေးဖို့တော့ပညာရေးဒုဝန်ကြီးကိုခေါ်ပြီးတော့စစ်တဲ့အခြေအနေတော်ဖြစ်သွားတယ်အကျန်တဲ့ဆရာတွေရောဗောဗျာကျန်တဲ့ဆရာတွေကလည်းဒီဆရာကြီးအောင်တင်းတဲ့ဒါယာလူကြီးတဲ့ဆရာတွေပေါ့နော်အာစပွဲရှိကြီးနဲ့စပွဲဘိုးဘတ်တိဒီဘတ်တိအာဝန်ကြီးနဲ့အဲ ရှာကြီးဘူးအောင်တင်းနေပေါ့နော်အဲအဲ့ဒါမျိုးကျွန်တော်တို့တရားရုံးပုံစံမျိုးပေါ့ဗျာနော်အဲ့ဒါနဲ့ဒူဝင်ကြီးကမေးတယ်ဦးအောင်တင်းဒါခမရအဓိပ္ပာယ်ရှိရှိလောက်တာမဟုတ်လားဆိုပြီးတော့မှရှာကြီးကိုမေးတယ်တဲ့နော်အာမဟုတ်ဘူးကျွန်တော်မဟုတ်ဘူးအဲ့လိုလည်းမရဘူးမဟုတ်ဘူးအမျိုးဆုံးပေါ့ဗျာနော်ရှာကြီးကိုဒေါသထွန်းအောင်ဟုတ်ပြောဒီပြောပြောတာအဲ့ဒါနဲ့နောက်ဆုံးလဲကြတဲ့ကြာဆရာကြီးကစိတ်ကမထိနိုင်တော့ဗျံဒေါသထွက်လာမတ်တက်ထားရဟုတ်ဆိုမတ်တက်ထားရထားရစပွဲကိုလက်ဝါးနဲ့ အောင်ဆိုလောင်ဝါနဲ့ရိုက်တယ်။အဲ့ဟိုဒူးကိုညှိရှိမှာလား။လောင်ဝါနဲ့ပြောင်းဆိုရိုက်လိုက်ပြီးတော့မပြောလိုက်လေဆိုတော့ဒီမှာဝင်ကြီးတဲ့ကျုပ်အောင်တဲ့ကယောက်ျားပြတဲ့ယောက်ျားစကားပဲပြောတယ်တဲ့ဒါတွေကိုကျုပ်တကယ်မသိဘူးဆိုတာအမှန်ပဲတဲ့မတော်တဆဖြစ်ခဲ့တယ်ဆိုတာလည်းအမှန်ပဲတဲ့ဒါအောင်မခင်ဗျားတို့ဘယ်အောင်ဆိုကြိုက်တယ်လို့လုံးကြတော့ဆိုပြီးတော့မှဆရာကြီးကအဲ့လိုပြောလိုက်ပါတော့ဒေါသတွေနဲ့အဲ့လိုပြောလိုက်တော့အဲ့နဲ့သူအဲ့လို မတက်ထားပြီးတော့ဒေါသတကြီးနဲ့စပွဲကိုလည်းဝုန်းစုပုတ်လိုက်တော့အကုန်လုံးကတိတိပြပြဖြစ်သွားတာပေါ့နော်အဲဝင်ကြီးဆိုတဲ့ကောင်ကလည်းသူ့သူ့အဲ့လိုပြောဘူးတဲ့လူမှမရှိတာနော်လူဝင်ကြီးဆိုတာနည်းနည်းတော့ပါဆက်ဟောင်းလာနေပေါ့ဘာလဲပေါ့ဗျာနော်နည်းတော့ကျွတ်သွားတာပေါ့နော်အဲဝင်ကြီးကလည်းကျွတ်သွားတာပေါ့အဘေးကဆရာလေးကလည်းအာဦးမသိဦးမလေးဟာဒီလိုမပြောရလဲဆိုပြီးတော့အတင်းဝိုင်းတာတာပေါ့ဗျာဝိုင်းတာတာအဲ့မှာဆရာကြီးလည်းသူ့နေရာသူပြန်ထန်ချလိုက်တယ်ပေါ့နော်အဲ့တော့ဝင်ကြီးလည်းဘာပြောမှမသိဘူးအကုန်လုံးကြောင်စီစီဖြစ်ကုန်ငြိမ်သွားတာပေါ့ဗျာ အဲ့တော့ခဏနေတော့ပုံသင်ပြန်လိုက်ပါပြီဆိုပြီးတော့မှပြန်ခိုင်းလိုက်တော့ဆရာကြီးကအဲ့ဒါတွေလေးတောက်တွေပြီးတော့မှပေါက်ဆက်ပေါက်ဆက်ပေါက်ဆက်နေပေါ့ဗျာအဲ့ဟိုဒေါသဖြစ်တဲ့လူတယောက်ရဲ့အဲပုံစံမျိုးပေါ့နော်အဲ့ဒီမှာထွက်လာတယ်ထွက်လာပြီသူ့ကိုယ်သူလည်း तू သိတယ် तू အလုံးပြုတ်ပြီလေသိရနော်သူ့ကိုယ်လည်း तू သိတယ်ငါအလုံးပြုတ်ပြီပေါ့ကွာအဲအဲ့လိုပြောနော်အဲ့ဒါကရည်ရင်းနဲ့သူ့ရဲ့အသားကိုပြောပြတာနော်အဲ့ဒီမှာနောက်ထပ်9ရက်လောက်အကြာမှာ dismiss ဆိုတဲ့ order ထွက်ပြီးတော့မှအလုပ်ပြုတ်သွားနော်အဲဒီအလုပ်ပြုတ်ပြီးတဲ့နောက်ပိုင်းမှာတက်တူမင်းပေါ့တဲ့ထုံမြင့်တယ်နော်ဥထုံမြင့်ပေါ့ဗျာအဲဒါဆရာကြီးရဲ့ဒါမိတ်ဆွေနေမှာပေါ့ဥထုံမြင့်ကခင်ဗျားအတနာခံစားတင်ကြည့်ပါလားပင်စင်လေးပါလေးရလို့ရညာပေါ့ဆိုပြီးတော့မှအကြံပေးသေးတယ်တဲ့အဲ့ဒီမှာဆရာကြီးကဘာပြောလဲဆိုတော့ยีเอาไม่ตื่นกว่าสุดโดมาเกลอชาไปได้ไอ้แท้อ่ะตัวตักตุญมาสาฐานะเนี่ยยีแซกกုံตัวได้ အတူတားကိုပြန်ပြောတဲ့အချိန်ကာလအထိပဲအစရာကြီးလုတ်ပြုတ်လာတာဘာမှမဟုတ်နော်မင်းဆက်အနောက်ကလေးတစ်ဆက်ရဲ့ကြပြတဖို့ရဲ့ရှေ့ဆုံးက9ရက်ဇူလိုင်ဆိုတဲ့စကလုံးနေအဲ့ဒီအပြစ်ကဆရာကြီးကိုအလုပ်ပြုတ်သွားတာအဲ့ဘာမှမဟုတ်ဘူးပြစ်ကတော့ဒါကအယူခံဝင်နေရတယ်เนาะတေချာဝင်နေဖြစ်နေရဒါပေမဲ့ဒီနေရာမှာဆရာကြီးကသူချစ်တဲ့ဘဝနဲ့လမ်းဆုံးသွားတာကို तू ဝမ်းနေခဲ့ပင်မဲ့ तू ကြေကွဲခဲ့ပင်မဲ့ချုံးပွဲချငိုခဲ့ပင်မဲ့မတရားမှုကိုတော့လုံးဝခေါင်းကုန်းမခံတဲ့တတ္တိကို तू ပြခဲ့တာပဲတိတ်သေးစားစရာကောင်းအဲ့တော့ဆရာရောင်တင်းရဲ့ဒီဘဝတွေကနော်ဒီတင်ငန်းစာလေးတစ်ခုဟာဒီနေ့ကျွန်တော်တို့ဖြတ်တန်းနေရတဲ့ဒေါ်လာရေးခေတ်နဲ့အနည်းဆက်ဆုံးဆက်ဆက်မှုတွေအများကြီးရှိနေတယ်ဆိုတော့တွတ်တွေ့ရတယ်ပေါ့နော်ကျွန်တော်တို့အားလုံးဟာဒီအာနာရှင်စနစ်ရဲ့၆လမ်းမှုနဲ့ပုံကြီးချက်အပြစ်ရှာမှုကိုကျွန်တော်တို့နေ့စဉ်ခံနေရပါတယ် ခင်ဗျားတို့ဝမ်းနေပါတယ်လို့တခုခုပေါ့ဗျာအာပစီဟိုပစီကြီးတို့ဘာတို့နော်ဘုံကျဲခံရတာတို့အဲတခုခုကျွန်တော်တို့ဝမ်းနေတယ်ဆိုတော့ profile အနက်ကလေးပါ profile အနက်ကလေးချိန်လိုက်ရင်တောင်မှကျွန်တော်တို့ထောင်ချခံရတဲ့အခြေအနေမျိုးဒီကနေ့ကျွန်တော်တို့တိုင်းပြည်မှာရင်ဆိုင်ရတယ်အဲအတူတူပဲနေနော်ဆရာကြီးကပါလဲဆရာကြီးကဒီပကြီကားလေးပေါ်မှာအနက်ဆက်လေးတစ်ဆက်ကျွန်တော်တို့က Facebook profile ပေါ်မှာအနက်ရောင် profile လေးတစ်ခုခံရတာအတူတူပဲအဲ့ဒီကတဲ့ကကျွန်တော်တို့ဒီအာနာရှင်စနစ်လက်အောက်မှာကျွန်ဖြစ်နေတယ်အာနာရှင် လုံးသမျှကျွန်တော်တို့ခံနေရတယ်ဆိုတော့အဲ့ချိန်ကတည်းကဒီအချိန်ထိဆိုတာကပတ်တည်ပဲအဲ့လိုကျွန်တော်တို့ကအာနာရှင်စနစ်ရဲ့ခြောက်လန့်မှုအာနာရှင်စနစ်ရဲ့ပုံကြီးချက်အပြစ်ရှာမှုဒါတွေကိုကျွန်တော်တို့နေစဉ်နဲ့အမျှကျွန်တော်တို့ရင်ဆိုင်နေရတယ်ဒါပတ်တည်ပဲဆိုတော့ဆရာကြီးအောင်သိန်းဟာအလုပ်ပြုတ်တော့ ကဘာပြတ်တယ်လို့ခံစားရတယ်။အဲ့ဒါဘာကြောင့်လဲဆိုတော့သူ့ဘဝကိုတက်ကူဆရာဆိုတဲ့အလုပ်တစ်ခုထဲမှာပဲသူပုံရထားခဲ့တာ။ဒါပေမဲ့မတရားမှုကဂုတ်ခွစီးလာတဲ့အချိန်မှာသူပုံအပ်ထားတဲ့ဘဝကိုရဲရဲကြီးသူပြန်နှုတ်ရဲတဲ့တတိရှိတယ်။စိတ်ပိုင်းဆိုင်ရာချီတော်မှုကိုသူရဲရဲကြီးဖြတ်တောက်နိုင်ခဲ့တယ်။ဒါမှဒီနေ့ကျွန်တော်တို့မြမလူအတိုင်းဝိုင်းမှာဒီလိုစိတ်ပိုင်းဆိုင်ရာချီတော်မှုမျိုးကနေပြီးတော့မှ အကြပ်ဖတ်လုပ်ငန်းတွေကိုအားပေးနေတဲ့သူတွေတွေ့ရတယ်လို့ဆက်ပြီးတော့ကူညီနေတဲ့သူတွေလည်းတွေ့ရတယ်အထူးသဖြင့်စစ်တပ်ထရေလူတွေပေါ့နော်သူတို့စီမှာတွေ့နေရတယ်တော်တော်များများကမတရားမှုဒါကအာရမမှုဆိုတာကိုတော်တော်များများကသိကြတယ်ဝန်ထမ်းတွေလည်းသိတယ်စစ်တပ်ထရေလူတွေလည်းတော်တော်များများသိတယ်တော်တော်များများသိတယ်ဆိုတော့ကျွန်တော်တို့သိတယ်စစ်တပ်ထရေလူတွေစစ်တပ်ထရေမှာမနေကျင်တော့ဘူး90ရာခိုင်နှုန်းတော့ကမနေကျင်တော့ဘူး100ရာခိုင်နှုန်းကတော့ဒါချမ်းသာနေခဲ့ကောင်းနေပေါ့နော်90ရာခိုင်နှုန်းကမနေကျင်ဘူး မတရားမှုဆိုတာလည်းသိတယ်စစ်တပ်မကောင်းမှုဆိုတာလည်းသိတယ်သူတို့အပေါ်မကောင်းမှုဆိုတာလည်းသိတယ်ပြည်သူပေါ်တိုင်းမဟုတ်ဘူးသူတို့အချင်းချင်းပေါ့နော်အထက်နဲ့အောက်မကောင်းမှုဆိုတာလည်းသူတို့သိတယ်ဒါပေမဲ့သူတို့မှာစင်ကြီးရှိတယ်ဗျအဲ့စင်ကြီးကဘာလဲဆိုတော့ငါတို့တက်တွေကထွက်လိုက်ရင်ဘာမှလုံစားတတ်ဘူးဒီအလောက်ကလွှဲရင်ငါတို့ဘဝမှာတခြားထွက်ပေါက်မရှိဘူးဒီစင်ကြီးဒီတွေးကောဟာသူတို့ကိုသူတို့ဖန်တီးထားတဲ့စိတ်အကျဉ်းထောင်ပဲဗျာ သူတို့ဟာဒီတက်မတော်ဆိုတဲ့ဘောင်ဒီလုပ်ငန်းဒီဌာနဆိုတဲ့ဘောင်အတွင်းမှာပဲဒီအကြမ်းဖက်စစ်တပ်ကရိုက်ထည့်ထားတဲ့အကြမ်းစားအတွေးခေါ်တွေနဲ့ခိုင်းသမျှခေါင်းညိတ်ပြောသမျှနာခံဒါတွေကိုပဲသူတို့တောင်းလျှောက်သိမ်းယူခဲ့ရတယ်။အဲဒါကြောင့်သူတို့ဘဝမှာကိုကိုကိုဘဝကိုရက်တီကိုလုံလောက်တဲ့ရဲရင်တဲ့တတိရှိမှုမျိုးသူတို့မှာမရှိခဲ့ကြဘူး။ဒါဟာတကယ်တကယ်ဘဝရက်တီဖို့အတွက်အခြားအခွင့်အရေးတွေအများကြီးရှိနေပါရဲ့နဲ့ ဒီအကြောက်တရားနဲ့ကျင်သားရနေတာပေါ့နော်အကြောက်တရားနဲ့ကျင်သားရနေတဲ့ဘောင်ကြောင့်ပေါ့နော်ဘောင်ခတ်တာကိုပွားကိုကိုဘောင်ခတ်တာအဲ့ဘောင်ကြောင့်ကိုရဲ့စိတ်နဲ့ဘဝကိုအာနာရှင်လက်ထဲမှာပျော်ပျော်ကြီးကြုံခံခွင့်ပေးလိုက်တာပဲအခုကျွန်တော်တို့တိုင်းပြည်မှာအဲ့လိုဖြစ်နေတာတချို့လဲတိုင်းရိုက်တော့မဟုတ်ဘူးတွေ့ဝိုက်ပြီးတော့မှဘဝကိုပေးထားရတာရှိတယ်တချို့လဲတိုင်းရိုက်ပေးနေရတာရှိတယ်ဥပမာကျွန်တော်ပြောရလို့ရှင့် ီသူစစ်မှုတန်းလို့မျိုးပေါ့။ဒါရိုက်ပေးနေရတာပဲ။ဆိုတော့ကျွန်တော်တို့ကဆရာအောင်သိရဲ့ဇလန်းကနေပြီးတော့မှတင်ကန်းစာယူရမှာကနံပါတ်1ဘွားကိုပုံအပ်ပါနဲ့ကိုယ့်ရဲ့တန်ဖိုးကကိုလုံးနေတဲ့အလုပ်တစ်ခုတည်းယာရုပ်တစ်ခုတည်းဒါမှမဟုတ်အဖွဲ့အစည်းတစ်ခုတည်းနဲ့တတ်မှတ်ထားတာမဟုတ်ဘူးဆိုတာကျွန်တော်တို့ခက်ခဲမှမှယုံကြည်ထားဖို့လိုအပ်တယ်။ကိုကဘာလဲဆိုတော့ကိုကိုယ်တိုင်မြင်အောင်စူးစမ်းဆုံးဖြတ်ပါ။ဒါမှသာကိုတန်ဖိုးအမှန်ကိုကိုမြင်နိုင်မှာဆရာကြီးအောင်တင်းက ူတံဖို့ကိုသူထိန်းွားတာဗျအတနာကန်စာပြတ်တင်လို့ရှိရင်ရနိုင်တယ်ဒါပေမဲ့သူတံဖို့ကိုသူပိုင်နေဆိုတဲ့ဆုံးဖြတ်ချက်ကြောင့်ยีမမတင်ဘူးွာဆိုပြီးပြက်ပြက်ပြောပြီးတော့မှသူမနေအပ်တဲ့နေရာကိုရဲရဲဝံ့ဝံ့ဆုံးပြစ်လိုက်တာဒါပါလဲဆိုတော့သူ့ရဲ့ဘွားတဲ့ကိုဖွင့်ပေးလိုက်တဲ့ရဲရင်နဲ့တတ္တိတကားတစ်ချက်ဗျသူ့ဘွားတဲ့ကိုသူလျှောက်တယ်ဒါပေမဲ့ဆက်ဆက်ဦးဆုံးအချိန်မှာတော့လျှောက်တဲ့အချိန်မှာသူကြည့်ရလားငိုတာပဲเนาะအခက်အခဲတွေရှိရတယ် အဲ့တော့စစ်တပ်နောက်တစ်ခုစစ်တပ်နဲ့ပတ်သက်ဆက်နွယ်နေတဲ့เนาะသူတွေအနေနဲ့လေကိုယ့်ရဲ့လောက်ရက်ကဘာအကျိုးဆက်ရှိမလဲဆိုတာကိုခင်ဗျားတို့မြင်သိပြီအဲ့တော့ဘာလောက်စားရမလဲလုံမစားတတ်ဘူးဆိုတော့တရေဘောကြောင့်မှုကိုလွှတ်ချကိုချင်းတရားနဲ့မှန်ကန်တဲ့ဘက်ကိုခင်ဗျားတို့ရဲဘောကူပြောင်းမှုလိုအပ်တယ်ဆိုတာကိုပြောချင်တယ်နောက်တစ်ခုကတော့ဆရာအောင်သိန်းကတက္ကသိုလ်ဆရာဘွားကပြုတ်ခဲ့ပြီမဲ့သူ့ရဲ့ဆရာစိတ်နဲ့ ပညာအပေါ်စေတနာထားမှုသူအလုံးဝပျောက်ကွင်မသွားဘူးသူစက်ကြိုးစားတယ်ကျူရှင်ဆရာဘွားကနေပြီးစားခဲ့တယ်နောက်ပိုင်းမှာမြန်မာပြည်သူတွေလေးစားရတဲ့ဒါထိတ်တန်းစာရေးဆရာပညာရှင်ကြီးဆရာအောင်သင်းဆိုပြီးတော့မှဒီလိုအောင်မြင်သွားခဲ့တယ်အဲဒီအောင်မြင်မှုကသူ့ရဲ့ယာဉ်ကြောင့်မဟုတ်ဘူးသူ့ရဲ့ဉာဏ်ရည်တမာရီဘဝကိုအရှုံးမပေးတဲ့စိတ်ဓာတ်အပြောင်းလဲကိုတတိရှိရှိစိန်ခေါ်ရင်ဆိုင်ရတဲ့စိတ်ဓာတ်ကြောင့်ပဲဖြစ်တယ်ဆိုတာကျွန်တော်ပြောချင်တာအဲကျွန်တော်ဒီကုန်းချုံနဲ့ပြောချင်တာက ဘယ်အကြောင်းတရားကမှကျွန်တော်တို့ရဲ့ဘဝကိုချီနှောင်ကြုံပြုတ်ထားလို့မရပါဘူး။အာနာရှင်စနစ်ကစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာဖိအားတွေနဲ့ကျွန်တော်တို့ကိုကြုံပြုတ်ကိုစ조사ပေးမယ်။ကိုယ့်ရဲ့ကံကြမ္မာကိုကိုယ်တိုင်ပိုင်ဆိုင်တဲ့စိတ်တသက်ရှိလို့ရှင်ကျွန်တော်တို့ဘလော့ပြုတ်ကြမယ်။ပြုတ်ကြဆံမှာအဲ့ဒီပြုတ်ကြမှုတိုင်းဟာဘဝတည်းအတွက်အစာပြုခြင်းပဲဆိုတာဆရာအောင်တင်းကတတ်တည်ပြပြီ။သူဟာလုံးပြုတ်တော့ခြုံပွက်ကြငိုရတဲ့လူသားတစ်ယောက်ပါ။ဒါပေမဲ့ ဝင်းကြီးရှိမှစပွဲကိုရိုက်ပြီးတော့မှခင်ဗျားတို့ကြိုက်တယ်လို့ဒါလောက်ကြတော့ဗျာဆိုလို့ရဲရဲဝုံဝုံနော်ပြောရဲတဲ့တတ္တိအစစ်မှန်လည်းသူ့မှာရှိခဲ့တယ်။ဒါကြောင့်အောင်မြင်တဲ့လူသားတယောက်အဖြစ်ဂုတ်သိက္ခာရှိရှိလူတပိုင်းကိုသူရေးထိုးနိုင်ခဲ့တယ်ဗျ။အဲ့တော့ဒီနေရာမှာပဲဆရာအောင်သိန်းရဲ့တရက်ထောင်ဖောက်ခဲ့စဉ်ကစာအုပ်ထဲကထုံထုတ်ချက်ကိုကျွန်တော်တို့ရဲ့ဘဝလမ်းညွန်ဖြစ်ထပ်ပြီးတော့မှအမှတ်ရဖို့အတွက်ကျွန်တော်ပြန်ပြောပါမယ်။တရဲဘောကြောင့်သူတို့ဒီတဲ့အခင်းမကြုံမီကပဲကြောက်နေတတ်ရင်ငါဘာလုပ်စားရမလဲ။ငါမှဘာမှမလုပ်တတ်တာ။ တရေဘောကြောင့်သူတို့ဒီအခင်းကြုံနေစင်မှာကြောက်နေတတ်ဤတဲ့ငါအောင်မအောင်မြင်ပါမလားတတိကောင်းသူတို့ဒီအခင်းကိုလွန်လာပြီးမှပြန်တွေးပြီးကြောက်တတ်လေဤငါဖြတ်တန်းခဲ့တာတိတ်ကြောက်ဖို့ကောင်းပါလားနော်ဒါကြောင့်ကျွန်တော်တို့လည်းမကြောက်မရွံ့ရင်ဆိုင်ရမယ်အခင်းချင်းကြီးကိုအခုရင်ဆိုင်ဖြတ်ကျော်ပြီးတဲ့နောက်မှာငါတို့ကအမှန်တရားတဲ့ရဲဝံရက်တည်ခဲ့တာပဲဆိုပြီးပြန်တွေးပြီးကြောက်เสียကောင်းတာလေးတွေကိုပြန်ကြောက်ရတဲ့ တတိကောင်းသူတွေဖြစ်ရက်တီကြရအောင်ဗျာဘလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်